နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာလုံခြုံရေးစစ်ဆေးနေတဲ့အချိန်စစ်ကောင်စီတပ်ကတပ်ချက်ကြီးအောင်မျိုးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့ကတောင်သာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာတောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရဲဘော်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေတဲ့အချိန် ်ဘကိုးတိုင်းတာကရတက်မတော်အကြီးစားဆက်ယုံမှာတာဝန်ထမ်းဆောင်နေတယ်။အကြမ်းမဲ့စစ်ကောင်စီရဲ့လက်အောက်ခံတက်ချက်ကြီးအောင်ဖြိုးကိုမြမစီဝါရေးဗန်စာအုပ်မှတ်ပုံတင်ရင်မောင်းလိုင်စင်တမတ်သားရွှေလက်စွပ်တကွင်းတို့နဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ သူကဘကိုးတာကရဘက်ကနေမကွေးတိုင်းပခောက်ကူခရိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီးပွားရေးဘန်မှာအပ်ထားတဲ့သူ့ရဲ့ပတ်စံကိုသွားထုတ်ရင်းနဲ့ခွင့်နဲ့သွားတာလို့သိရပါတယ်လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေပါတယ်သူစီကတရင်အချက်လက်ဘာညာရဖို့စစ်ဆေးနေတော့မှာပဲလို့တောင်သာမြို့နယ်ပကဖကတာဝန်ရှိသူကပြောကြားထားပါတယ်တောင်သာမြို့နယ်အတွင်းမှာမြို့ပေါ် area ကလွဲပြီးတော့ ကျေးရွာများနဲ့မြို့နယ်အချက်အချာကြတဲ့လမ်းများကိုတော်လိုင်းတပ်များကထိန်းချုပ်ထားကတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ